ကောင်းကင်ဘုံကကျဲတစင်းကျွေကြသွားသလိုမျိုးမြတ်စွာဘုရားရှင်ရဲ့နှလုံးသားထဲမှာနှရှိုင်းတဲ့နှမျောတတဖြစ်ချင်းတစ်ခုကဖြစ်ပေါ်လာခဲ့သူတို့နှစ်ဦးစလုံးကတရားထုရဖို့လက်တကန်းအလိုမှာပဲသာသနာတော်နဲ့ဘဲချော်ခဲ့ရတာပါအလွန်ဆုံးရှုံးနေတာလှလီစွာငါဖျားရဲ့တရားကိုနာရရင ချက်ချင်းကြွတန်းဝင်နိုင်ပါလျက်နဲ့မကြုံကြိုက်ခဲ့ကြပါလားဆိုပြီးတော့ကြီးစွာသောနှမျောတတဖြစ်ချင်းမဟာဝီယောဂကို ခံစားလိုက်ရပါတယ်ဟဲ့ယဟန်လူထက်မဟုတ်ဆိုးနောက်လိုက် လူငမတ်ရဲ့သားမငိုဇတ်နဲ့ဆိုပြီးတော့ဒေါသနဲ့ငေါငန်းလေးရှိပါတယ်အဲ့ဒီလိုအကြိမ်ကြိမ်အငေါက်ခံရတဲ့အခါမှာ မင်္ဂလာပါမိတ်ဆွေတို့ရေကျွန်တော်ရဲ့ဗုဒ္ဓရဲ့ဘဝဆိုတဲ့ YouTube channel လေးကနေပြီးပြန်လဲကြိုဆိုပါတယ်ဒီနေ့မှာတော့အလွန်တရာနှမျိုးပွဲကောင်းပြီးတော့ဂျင်ဂျူပွဲရလဲဖြစ်တဲ့ဇလန်တပုတ်ကိုစိတ်ဝင်စားပွဲတင်ဆက်ပေးတော့မှာပါအဲ့ဒါကတော့ဘုရားရှင်ရဲ့မဟာဂိူနာတော်နဲ့အတူဘုရားရှင်ရဲ့ကျေးဇူးတရားကိုတည်တတ်ခြင်းကံတရားရဲ့အလှယ်အပြောင်းကြောင့်တစ္ဆာတရားကိုလက်ကမ်းအလိုကနေလွဲချော်သွားခဲ့ရခြင်း စတဲ့နတ်မျိုးပေါ်ရဲ့ဇလန်းတပုတ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မြတ်စွာဘုရားကသူကိုယ်တိုင်ဘဝပေါင်းများစွာဖြည့်ကျင်ပြီးတော့ခက်ခက်ခဲခဲရခဲ့တဲ့တရားတော်တွေကိုဝေငှပေးခြင်းပေမဲ့ဘုရားရှင်နဲ့ရင်းနှီးစွာကြုံခဲ့ရပြီးတော့တရားမနာထိုက်တဲ့နာခွင့်မရကြတဲ့ပုဂ္ဂိုလ်၃ဦးအကြောင်းပါပဲ။ဘသူတွေအကြောင်းလဲဆိုရင် အရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။မြတ်စွာဘုရားနဲ့ဆရာတပည့်အဖြစ်ရင်းနှီးခဲ့ပေမဲ့ တရားနာခွင့်မရလိုက်တဲ့ယတေကြီးနှစ်ပါးပြီးတော့ဖျားရှင်ကိုပရမအူဆုံးဖူးတွေ့ခြင်းရခဲ့ပေမဲ့အမှန်တရားကိုမျက်ကွယ်ပြုခဲ့တဲ့တကတွန်းတယောက် သူတို့ရဲ့ဇလန်းတွေက ကျွန်တော်တို့ကိုဘာတွေသင်ကန်းစာပေးမလဲဆိုတာကိုကျွန်တော်တို့အတူတကွလေ့လာကြည့်ရအောင်ပါမဟာတက္ကရတရားသုံးခုမြတ်စွာဘုရားရှင်ဖျားအဖြစ်ကိုရောက်တော်မူပြီလို့တတတတဟ 49ရတာကာလပြည့်မြောက်သွားတဲ့အချိန်အခါတမရပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအဇတ်ပါလာညောင်ပင်ရဲ့အေးမြတဲ့အရေးအောက်မှာတရင်တုံးတော်မူနေတဲ့မြတ်စွာဘုရားရှင်ကငါဖျားသိရှိထားတဲ့တရားတော်တွေကအလွန်တိမ်မွေ့နနေလုံးလှတယ်။တမန်လူတွေအနေနဲ့နားလည်နိုင်ဖို့ကလည်းခက်ခဲလှပေတယ်။ငါဖျားတရားဟောရင်လဲသူတို့နားမလဲရင်ငါအတွက်ပင်ပန်းရုံသာရှိတော့မယ်ဆိုပြီးတော့စိတ်အကြံ ဖြစ်ခဲ့ဘူးပါတယ်။ဒါပေမဲ့တဟာပတိဗမာမင်းကြီးရဲ့တောင်းပန်လျှောက်ထားမှုကြောင့်ဖះရှင်ကသူ့ရဲ့မဟာဂိယနာတော်ဉာဏ်မျက်စိနဲ့လောကကြီးတစ်ခုလုံးကို ကြည့်ရှုဆင်ခြင်တော်မူလိုက်ပါတယ်။အဲ့ဒီကာမရေကန်ထဲမှာကြာမျိုးမျိုးရှိနေတယ်လို့မျိုးပါပဲ။ကိလေသာ ਨੇ ပါသူ၊မြားပြသူ၊ဉာဏ်ထက်မြတ်သူ၊ဉာဏ်နည်းသူစသဖြင့်ဝေနေရတ္တဝအမျိုးမျိုးကို မြင်တွေ့တော်မူလိုက်ပါတယ်။ဩ တရားအသည့်ဉာဏ်မျက်စိမှာဖုံအနှဲငယ်သာကညည်တဲ့သူတွေရှိနေပါလားတရားဟောပေးခြင်းကြွတန်းဝင်မဲ့သူတွေလည်းရှိနေပါလားလို့သိမြင်တော်မူပြီးနေဝင်းကြီးကအရှိဘကောင်းကင်ကနေအလင်းတန်းတွေကိုဖြန့်ကျက်လွှမ်းခြုံလာသလိုမျိုးမြတ်စွာဘုရားရှင်ရဲ့ဉာဏ်တော်ထဲမှာလည်းငါဖုရားကပရိသတ်သမုတ်ပတ်တရားတော်ကိုထိုးထင်းသိမြင်ခဲ့ပြီးသမုတ်တရားထက်နှိုင်းပြီးတော့ကောင်းကင်ထက်ကျယ်ပြန့်တဲ့ဒီတရားတွေကို ဘဒုကိုပရမအူဆုံးဝေင့မြဝေရပါမလဲဆိုပြီးတော့စတင်ဆင်ကျင်တော်မူလိုက်ပါတော့တယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားရှင်ရဲ့ညံတော်ကအတိတ်ရဲ့စာမျက်နှာတစ်ခုစီကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒါကတော့ရွှေနန်းစည်းစိမ်ကိုမြတ်တပင်လိုမျိုးစွန့်လွတ်ခဲ့တဲ့ဒိဋ္ဌထမင်းသားလေးဘဝကတစ္ဆာတရားကိုရှားပွေခဲ့စဉ်တုန်းကအဖြစ်ပြက်တွေပါပဲ။တော်ထပ်ပြီးစမှာတော့ဘုရားအလုံးက အမှန်တရားကိုညွန်ပြပေးနိုင်မဲ့ဇာကောင်းကိုရှာဖွေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာအိန္ဒိယတခွင်မှာအာဂိဇညာယတနဇံကိုတင် जा ပေးနိုင်တယ်လို့ကြော်ကြားလှတဲ့အာလာယကာလာမယတိကြီးရဲ့တရင်ကို ကြားသိခဲ့ရပါတယ်။ဘုရားလောင်းက အာလာယယတိရဲ့တပည့်ယတိပေါင်းများစွာနဲ့စီကားနေတဲ့ဒေါ်ရကျောင်းသင်ကန်းလေးစီကိုခြေဥ့လှဲ့ခဲ့ပါတယ်။အာလာယယတိကြီးကထူးခြားတဲ့ဥပဒိယုတ် ဧကေမင်းတပါးလိုတည်ကြည်ခံရတဲ့အိမ်တွေနဲ့ကြော်လှမ်းလာတဲ့ဘုရားလောင်းကို မြင်လိုက်ယုံနဲ့ဒီပုဂ္ဂိုလ်ကတဏ္ဍာပုဂ္ဂိုလ်တယောက်မဟုတ်ဘူးဆိုတာကိုချက်ချင်းလိုလိုပဲရိပ်ဆမိခဲ့ပါတယ်။ဘုရားလောင်းကသူ့ထံမှာတပည့်ခံပြီးတရားစတင်အားထုတ်တဲ့အခါမှာတော့အာလာရရသေးတယောက်အံဩမှင်သက်သွားခဲ့ရပါတယ်။သူကိုယ်တိုင် တဘောအလုံးနှီးပါဂျူးစာအားထုတ်မှရရှိခဲ့တဲ့စိတ်ဟာအဆုံးမရှိတဲ့ကောင်းကင်လို့ ဘာအမှတ်သားမှမရှိတော့တဲ့အာကေဇညာယတနဇံဆိုတဲ့အစင့်မြင့်လောကီဇံကိုဘုရားအလောင်းကမျက်စိတမိတ်အတွင်မှာပဲအလွန်တူတောင်းတဲ့ကာလာလေးနဲ့တန်းတူရရှိသွားခဲ့လို့ပါပဲအဲ့ဒီအခါမှာအာလာယယတိကြီးကဝမ်းမြောက်ဝမ်းသာနဲ့အရှင်အတင်နဲ့ကျွန်ုပ်ကတရားအစဉ်အတန်းချင်းဒူညီသွားခဲ့ပြီဒါကြောင့်ကျွန်ုပ်တို့ရဲ့တပည့်တွေကိုကျွန်ုပ်တို့နှစ်ဦးအတူတူဥဆောင်ပြီးတော့သုံးမတွင်တင်ကြပါစို့ဆိုပြီးတော့ သူနဲ့တန်းတူဆရာအဖြစ်ဒါဝင်ပေးကမ်းခဲ့ပါတယ်။ဒါပေမဲ့ဖះလောင်းရဲ့နှလုံးသားထဲမှာတော့တောင့်တနေတဲ့အဖြေကိုမတွေ့ရသေးပါဘူး။ဒီတရားကစိတ်ကိုခဏတာငြိမ်ချမ်းစေနိုင်ပေမဲ့ကိလေသာအမြစ်ကိုမနှုတ်နိုင်သေးဘူး။ဒီဇံကနေလွတ်မြောက်သွားရင်လဲတန်တရားထဲမှာပြန်လဲကျင်လဲရအောင်ပါပဲ။ဒါကငါရှာဖွေနေတဲ့အဆုံးစုံဆုံးသောလွတ်မြောက်မှုနိဗ္ဗာန်မဟုတ်သေးဘူးဆိုပြီးတော့ဆင်ခြင်တော်မူပြီးအာလာရရတ္တိကို အယူသည်ပေးပြီးတော့အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘုရားလောင်းကအဲ့ဒီခေတ်ကအမြင့်ဆုံးသောတရားဖြစ်တဲ့နေဝတညနာတညာယတနဇံရဲ့နီလန်းကိုဂျာဘူးနာဝရှိထားတဲ့ဥဒကယာမပုဒ္ဒယတိကြီးစီကိုဆက်လက်ခီးနှင်ခဲ့ပြန်ပါတယ်။ဥဒကယတိကြီးကလည်းဘုရားလောင်းရဲ့ဉာဏ်ပညာကြီးမားပုံကိုအံဩလွန်လာကြောင့်သူထပ်ပင်မြင့်တဲ့ ဆရာဆရာအဖြစ်တာဝန်ပေးပြီးသူ့ရဲ့တပည့်အားလုံးကိုဥဆောင်ဖို့တောင်းပန်ခဲ့ပူပါတယ်။ဒါပေမဲ့အဲ့ဒီတရားကလည်းအဆုံးစွန်သောအဖြစ်မဟုတ်သေးဘူးလို့ဒီမင်းရဲ့အခါမှာတော့ဘုရားလောင်းကလောကမှာငါ့ကိုလမ်းညွန်ပေးနိုင်မဲ့ဆရာမရှိတော့ဘူး။ငါကကိုယ်ပိုင်ဉာဏ်နဲ့တာလျင်သစ္စာတရားကိုရှာဖွေရတော့မယ်လို့ဆုံးဖြတ်တော်မူပြီးဥယျဝေလာတောစီကိုကြော်လှမ်းကဒုက္ခရာစီယာကို စတင်ကြင်ကြံတော်မူခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲအခုဖျားဖြစ်ပြီးတဲ့အခါမှာတော့သူတို့ရဲ့ကျေးဇူးတရားကိုအမှတ်ရတော်မူပြီးသူတို့ကဉာဏ်ပညာထက်မြက်ကြတယ်။ဉာဏ်မျက်စိလည်းရှိကြတယ်။ငါဖျားရဲ့တရားကိုနာကြားရရင်ချက်ချင်းလိုလိုပဲအကျွတ်တရားရနိုင်ကြလိမ့်မယ်ဆိုတဲ့မဟာဂိယနာတော်နဲ့သူတို့ကိုပထမအဦးဆုံးတရားဟောဖို့ကြံစီတော်မူလိုက်ပါတယ်။ ဒါပေမဲ့ညံတော်နဲ့ကြည့်ရှုတော်မူလိုက်တဲ့အခါမှာတော့ကောင်းကင်ဘုံကကျဲတစင်းကျွေကျသွားသလိုမျိုးမြတ်စွာဘုရားရှင်ရဲ့နှလုံးသားထဲမှာနှစ်ရှမ်းနဲ့နှမျောတတဖြစ်ချင်းတစ်ခုက ဖြစ်ပေါ်လာခဲ့ပါတယ်။အာလာရရသေးကြီးကလွန်ခဲ့တဲ့ခုနှစ်ရက်ကပဲကွယ်လွန်အနေဆက်ရောက်သွားခဲ့ပြီးအာယူဘဗမာဘုံမှာဗမာကြီးဖြစ်နေခဲ့ပါတယ်။ဥဒကရသေးကြီးကတော့မနေ့ညကမှပဲကွယ်လွန်သွားခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးက တရားထုရဖို့လက်တကန်းအလိုမှာပဲသာသနာတော်နဲ့ဘဲချော်ခဲ့ရတာပါအဲ့ဒီအခါမှာမြတ်စွာဘုရားရှင်က"အိုးအလွန်ဆုံးရှုံးနဲ့လားလှလေစွာငါဖျားရဲ့တရားကို နာရရင်ချက်ချင်းจิตတန်းဝင်နိုင်ပါလေရနဲ့မကြုံကြိုက်ခဲ့ကြပါလားဆိုပြီးတော့ကြီးစွာသောနှမျောတတဖြစ်ချင်းမဟာဝီယောဂကိုခံစားလိုက်ရပါတယ်အဲ့ဒီလိုနဲ့ပထမဦးဆုံးမျောလင့်ချက်လေးလွင်ပြေတော်ပြီးတဲ့နောက်မှာတော့မြတ်စွာဘုရားရှင်က သူဒုက္ခရစီးရာကျင့်စဉ်မှာသူ့ကိုအနိကပ်ပြုစုလှုပ်ကြွေးခဲ့တဲ့ပြင်စဝကိ၅ဦးကိုတတိယတော်မူခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီပြင်စဝကိ၅ဦးရှိရာဘာနတိပိအနိကဣတိပတနာမိဂရဝံတောကြီးစီကို ခြေချင်းခီးနဲ့စတင်တော်မူခဲ့ပါတယ်။အဲ့ဒီကီလမ်းမှာပဲမြတ်စွာဘုရားရှင်ကိုပထမဦးဆုံးဖူးတွေ့ခင်ရခဲ့ပေမဲ့တရားနာခွင့်နဲ့ လဲချော်ခဲ့ရတဲ့ပုပ်ကူတူကပေါ်ပေါက်လာခဲ့ပါတယ်။သူကတော့ဥပကာလို့ခေါ်တဲ့အမိရတဲ့အာဇဝီက တကတွန်းတယောက်ပါပဲ။ဥပကာကသူ့ရဲ့ခီးကိုတွားနေချင်းသူ့ရဲ့ရှေးကနေကြော်လှမ်းတော်မူလာတဲ့မြတ်စွာဘုရားကိုလှမ်းတွေ့လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီယဟန်ကတမန်ယဟန်တပနဲ့လုံးဝကို မတူနေခဲ့ပါဘူး။သူ့ရဲ့ကိုတော်ကနေပြီးတော့ရွှေအစင်းလို့ ရောင်ကြီးတွေထွန်းလင်းတောက်ပနေပြီးသူ့ရဲ့အိမ်တွေက လေမတိုက်တဲ့တောင်ထိပ်ပေါ်ကမီးအိမ်လိုမျိုး အလွန်တရာတည်ငြိမ်အေးချမ်းနေခဲ့ပါတယ်။လောကကူအောင်နိုင်သူတယောက်ရဲ့အရှိန်အဝါတွေကြောင့်ဥပကလည်းမနေနိုင်ဘဲနဲ့ချင်းကပ်ပြီးတော့မေးလျှောက်ခဲ့ပါတယ်။ငါရှင်တင်ဤအိမ်တွေတို့ဒီနှစ်လိုကြီးညိုဝဲရာရှိပေ၏။တန်ရှင်းစင်ကြဲတပ်ပဲပြေဖြိုးလျက်ပြူးပြူးပြက်မြထွက်ထွန်းသောအယောင်လဲရှိပေ၏။အဘယ်သူကိုကြီးမှန်းလျက် ယဟန်ပြုပြီးတည်းတင့်ဆရာကအဘယ်သူနည်းဆိုပြီးတော့မေးလျှောက်တော်မူခဲ့ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားရှင်ကဒီငြိမ်အေးချမ်းစွာနဲ့ပြန်လည်မင်ကြားတော်မူလိုက်ပါတယ်ချက်တော်ဥပကငါကကိလေသာရန်အသိန်းကိုနိုင်နှင်းဖြည့်ဆည်း၍ဒီသဖြင့်အလုံးစုံဘုံသုံးပါးလုံး၌ဖြစ်သောတရားအပေါင်းကိုတည်တော်မူ၏သတုဘူးမကဓမ္မအလုံးကိုလည်းအလိုလို ငါသိတော်မူရကားလောကသုံးဘသလုံး၌ထင်ရှားပြเสียငါเสียသည်အဘယ်မှာရှိတော်အံ့ဤငါအမိကားငါဘာသောမာကိုပယ်လံအောင်မြင်ပြီးတော့အောင်နိုင်ခဲ့တဲ့အနန္တဇိနမိပေ၏ဆိုပြီးတော့မင်ကြားတော်မူလိုက်ပါတယ်ဥပကကအဲ့ဒီစကားကိုကြားတဲ့အခါမှာ အလွန်အံ့ဩသွားခဲ့ပေမဲ့သူ့ရဲ့ဉာဏ်ပညာကအဲ့ဒီအမှန်တရားကိုလက်ခံနိုင်ဖို့အစင်သက်မဖြစ်သေးခဲ့ပါဘူးသူက ိုအရှင်ဟုတ်ပေရ၏အခုသင်ကားအဘခီးတို့ကြွအံ့ဤဆိုပြီးတော့ပြန်လဲမေးလျှောက်ခဲ့ပါတယ်မြတ်စွာဘုရားရှင်ကစေတဥပကသမုတ် တရာဂင်္ဂဝါလူတေစုမကပွင့်ကုန်ကြသောဗုဒ္ဓတို့ရဲ့ဓမ္မတာဓမ္မစကြာဆိုတဲ့တရားစီကြီးကိုတီးတော်မူခြင်းအလို့ငှာဘာနတိပီအနီးဣတိပရဏမိဂတဝံတော်ကြီးစီကိုငါကြွတော်မူအံဆိုပြီးတော့ပြန်လဲမိန်ကြားတော်မူလိုက်ပါတယ် ဥပကကဖះရှင်ရဲ့ကြီးကျယ်ခမ်းနားတဲ့ရည်ရွယ်ချက်ကိုကြားသိရတဲ့အခါမှာတော့ငါရှင်ဟုတ်ပေရာဤဆိုတဲ့စကားကိုသာဆိုပြီးတော့ခေါင်းကိုညှက်ပြီးမြတ်စွာဘုရားရှင်ကြော်လှမ်းရလမ်းကြောင်းနဲ့စံကျင်ဘက်ဖြစ်တဲ့ဝင်ကဇနပုတ်ဆိုတဲ့အရက်စီကို ခရီးလွယ်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။အဲဒီလိုနဲ့ဥပကတယောက် ဝင်ကဇနပုတ်ကိုရောက်တဲ့အခါမှာတော့အဲဒီရွာက မုတ်ဆိုးကြီးစာနာမိရဲ့ကိုယ်ွယ်လှုပ်ကြွေးခြင်းကို ခံယူပြီးတော့နေထိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့မုတ်ဆိုးကြီးတောလိုက်သွားနေတော့သူ့ရဲ့သမီးဖြစ်သူစာဝါကယဟန်ကြီးကိုပြုစုလှုပ်ကြွေးဖို့မှာကြားထားခဲ့ပါတယ်။အဲဒီမှာပဲဥပကရဲ့ဘဝအလှယ်ပြောင်းကြီးတစ်ခုကစတင်ခဲ့ပါတယ်။ဥပကက စာဝါရဲ့ချောမောလှပတဲ့ယူပါယုံကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့သူ့ရဲ့တကတွန်းဘဝသူကြည်ကြံအားထုတ်ခဲ့တဲ့ ဓမ္မဒီတရားတွေအလုံးက လုံးဝကို မေလျော့သွားခဲ့ပါတယ်။သူကလောကီအလှတရားရဲ့ကြော်ကွင်းထဲမှာလုံးလုံးလျားလားပဲမိသွားခဲ့ရတာပါ။အဲ့ဒီစိတ်ဆင်းရဲမှုကြောင့်ခုနှစ်ရက်ပတ်လုံးစုံမစားနိုင်မအိပ်စက်နိုင်လဲဖြစ်ခဲ့ရပါတယ်။မိုးဆိုးကြီးပြန်လာတဲ့အခါမှာတော့အကျိုးအကြောင်းအလုံးကိုသိပြီးသူ့ရဲ့တမိနဲ့လက်ထပ်ပေးဖို့အတွက်ဂတိပြုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဥပကလည်းလူထွက်ပြီးတော့ ဇာဝါနဲ့လက်ထပ်ပြီးတော့တားငှက်တွေကိုထမ်းပူးရောင်းချရင်းမုတ်ဆိုးဘွားနဲ့ပဲနေထိုင်ခဲ့ရပါတယ်။ကာလကြာတဲ့အခါမှာတော့ဥပကနဲ့ဇာဝါတို့မှာသူပတာလို့ခေါ်တဲ့ဒါလေးတယောက်ဝါမြင်လာခဲ့ပါတယ်။ကလေးငယ်လေးငိုယူတဲ့အခါတိုင်းမှာမိခင်ဖြစ်သူဇာဝါကဟဲ့ယဟန်လူထက်မုတ်ဆိုးနောက်လိုက်လူငမတ်ရဲ့တားမငိုဇက်နဲ့ဆိုပြီးတော့ဒေါသနဲ့ငေါငန်းလေးရှိပါတယ်။ အဲ့ဒီလိုအချင်းချင်းအငေါက်ခံရတဲ့အခါမှာဥပကကငါ့ကိုကိုးကွယ်ရမရှိဘူးလို့သင်မှတ်မနေနဲ့ငါမှအနန္တဇီနာဆိုတဲ့မိတ်ဆွေကြီးတယောက်ရှိပေတယ်ဆိုပြီးတော့ပြန်လဲခြေပလိရှိပါတယ်ဒီနေ့မှာတော့စာဝါရဲ့ငေါငန်းတန်တွေက သူ့ရဲ့နှလုံးသားကိုလှန်နဲ့ထိုးဆိုင်လိုက်တယ်လို့မျိုး နာညီပြီးတော့ရှယ်ယွန်စိတ်တွေနဲ့အတူသူ့ရဲ့ရင်ထဲမှာတန်ဝေကတရားတွေကမိတောင်တစ်ခုလိုမျိုးပေါက်ကွဲထွက်လာခဲ့ပါတယ် ငါကဘလောက်တောင်မိုင်မဲခဲ့ပါလဲကဘာပေါ်မှာအမြင့်မြတ်ဆုံးသောပုဂ္ဂိုလ်နဲ့တွေ့ဆုံခွင့်ရခဲ့ပါလျက်နဲ့ငါကဒီကမကုံအညစ်အကြေးတွေထဲမှာနေမွနေခဲ့ပါလားအဲ့ဒီလိုမျိုးသူ့ကိုယ်သူ နောင်တာကြီးစွာရရှိခဲ့ပါတယ်အဲ့ဒီနေ့မှာပဲသူကအိမ်ကနေထွက်ခွာပြီးမြတ်စွာဘုရားရှင်ရှိရာတာဝရိပိဇေတဝင်ကျောင်းတော်ကြီးစီကိုတယောက်တည်းထွက်ခွာလာခဲ့ပါတော့တယ်သူဇေတဝင်ကျောင်းကိုရောက်တဲ့အခါမှာတော့ယဟန်တွေကို အရှင်ဖျားတို့အနန္တဇိနာဆိုတဲ့ယဟန်ဘယ်မှာရှိပါသလဲဆိုပြီးတော့မေးမြန်းခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကကြိုတင်မှာကြားထားတာကြောင့်ယဟန်တွေကလည်းသူ့ကိုဘုရားရှင်စီကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။အဲ့ဒီအခါမှာတော့မြတ်စွာဘုရားကိုဖူးတွေ့ရပြီးတရားနာကြရတဲ့အခါမှာတော့သူကချက်ချင်းလိုလိုပဲယဟန်ပြုတ်ခွင့်တောင်းပြီးတော့ယဟန်ဘဝကို ခံယူလိုက်ပါတော့တယ်။ယဟန်ဖြစ်ပြီးတဲ့အခါမှာတော့အရှင်ဥပကက အရင်ကလူမျိုးအမားမခံတော့ပါဘူး။သူကအလွန်ပြင်းထန်တဲ့ဝိရားနဲ့တရားကိုကြိုးစားအားထုတ်တော်မူခဲ့ပါတည်း။အဲ့ဒီဘဝမှာယဟန္တာအဖြစ်ကိုမရောက်ရှိနိုင်ခဲ့ပေမဲ့ဒေဂန်ဒီအချိန်မှာတော့တန်တရားကိုခொနဘဝထက်ပိုပြီးတော့ကျင်လည်စရာမလိုတော့တဲ့နာဂံအရိယာအဖြစ်ကို ရောက်ရှိသွားခဲ့ရပါတည်း။သူကွယ်လွန်သွားတဲ့အခါမှာတော့အဝိဟာလို့ခေါ်တဲ့တုဒ္ဒဝါဒယဟဘုံကိုရောက်ရှိသွားခဲ့ပြီးအဲ့ဒီဗမဘုံမှာပဲ နောက်ဆုံးမှအာတဝောဂုံခန်းနဲ့ယဟန္တာအဖြစ်ကို ရောက်ရှိပြီးတော့ပြိနိဗ္ဗာန်ဇံဝင်တော်မူသွားခဲ့ပါတယ်။ဒါကြောင့်ဥပကရဲ့ဇလန်းကဖျားရှင်နဲ့တွေ့ဆုံစဉ်မှာတရားဒုနဲ့လွဲချော်ခဲ့ပေမဲ့နောက်ဆုံးမှာတော့နောင်တာတရားနဲ့ပြန်လဲကြိုးစားခဲ့တဲ့အတွက်တန်တရားဝေဆင်းရဲကနေပြီးလွတ်မြောက်သွားခဲ့ရတဲ့အကြောင်းကိုနှမျောဘွေရာက နေပြီးတော့ရည်ညူဘွေရာအဖြစ်ကိုကူးပြောင်းသွားခဲ့တဲ့ဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာ။ ကဲမဲစီတို့ခမဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇလန်လေးကနေပြီးကျွန်တော်တို့ရရှိနိုင်တဲ့တင်ကန်းစာကတော့ဘဝမှာအခွင့်အရေးကောင်းတွေနဲ့တွေ့ဆုံရဖို့ခဲရင်သလိုတွေ့ဆုံလာတဲ့အခါမှာလဲအဲ့ဒီအခွင့်အရေးကို အမိအယဆုပ်ကန်နိုင်ဖို့ဉာဏ်ပညာနဲ့ပါရမီရှိဖို့လိုအပ်ပါတယ်ဆိုတဲ့အဓိကအချက်ပါပဲအာလာယနဲ့ဥဒကရတဲ့ကြီးတွေကဉာဏ်ပညာကြီးမားကြပေမဲ့ကံတရားရဲ့အလှည့်အပြောင်းကြောင့် သာသနာတော်နဲ့လဲကြရပြီးဥပကကတော့အခွင့်အရေးကိုလက်လွတ်ခဲ့ရပေမဲ့နောင်တတရားနဲ့အမိလိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့်အခုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးကမြတ်စွာဘုရားတရှိထင်ရှားမရှိတော့ပေမဲ့မြတ်စွာဘုရားခြံထားခဲ့တဲ့တရားတော်အစုံအမတွေကတော့အထင်အရှားရှိနေသေးပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုးသာသနာတော်နဲ့ကြုံကြိုက်နေစဉ်အတွင်းမှာတရားဓမ္မတွေကိုကြိုးစားအားထုတ်ရင်းနဲ့ နောင်ပွင့်မဲ့ဖះကိုဖူးတွေ့နိုင်ပါသေးတယ်ခမညာဒါကြောင့်ဂျုံတော့ဂျုံခဲလှတဲ့သာသနာတော်နဲ့ရာခဲလှတဲ့လူဘဝကိုရရှိထားပြီးဂျုံခိုက်ဆုံခိုက်မှာတရားအသည့်တွေနှလုံးသွင်းကြပါလို့ကျွန်တော်အနေနဲ့နိဗ္ဗာန်အကျိုးမျှော်ပြီးတော့လို့ဆိုအပ်ပါတယ်ခမညာအခုဗီဒီယိုလေးရဲ့အဆက်ဖြစ်တဲ့မြတ်စွာဘုရားအီဒီပဒနာမိဂရဝုန်တော်ကြီးစီကိုရောက်ရှိသွားတဲ့အခါမှာငါတို့သူ့ကိုအယုဒေမပေးဘူးဆိုပြီးတော့ ဂတိထားခဲ့ကြတဲ့ပြင်စာဟုတ်ကိ9ဦးရဲ့စိတ်လှုပ်ရှားဖွေရာပြန်လည်တွေ့ဆုံခန်းနဲ့ဓမ္မစကြာတရားဦးကိုဟောကြားတော်မူမဲ့အကြောင်းကိုကျွန်တော်ရဲ့ channel လေးထဲကပထမဦးဆုံးယဟန်ဆိုတဲ့ဗီဒီယိုလေးမှာကြည့်ရှုနိုင်ပါတယ်ခင်ဗျာဒီနေ့တင်ဆက်မှုကိုကြိုက်နှစ်သက်ကြရဲဆိုရင်ဖြင့်ကျွန်တော်ရဲ့ channel လေးကိုလိုက်လုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့အုံးနော်နောက်ထပ်တင်ဆက်ပေးမယ့်ဓမ္မစက်တော်တွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် ကျွန်တော်ရဲ့ channel လေးကို စခရိုက်လုပ်ပြီးတော့ဘေးနားကခေါင်းလောင်းပုံလေးကိုလည်းနှိပ်ထားပေးကြပါအောင်ခင်ဗျာဒီနေ့အတွက်ကတော့ကျွန်တော်ဒီလောက်နဲ့နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ အားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ